လောကကြီးကဘာနဲ့တူတုံးဆိုရင်ထောင်ကြီးနဲ့တူတယ်ပေါ့ထောင်တွင်ကြနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာထောင်တွင်မှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခတွေကိုခံစားကြအောင်ထောင်ကလွမြောက်လာလို့ရှင်အဲ့ဒီဒုက္ခဒုက္ခတွေမရှိတော့အဲ့တော့ဝေတန်တရာဆိုတာထောင်ကြီးနဲ့လာတဲ့တူတယ် ထောင်ထဲမှာဒုက္ခမျိုးစုံတွေ့ရတယ်လို့ပဲတန်နေရမှာလည်းပဲဒုက္ခမျိုးစုံတွေ့တယ်အဲ့ဒီထဲမှာအဓိကတွေ့ကြရတဲ့ဒုက္ခတွေကိုမြတ်စွာဘုရားဖော်ထုတ်ပြထားတာတော့ဒုက္ခအမျိုးအစားပေါင်း၈မျိုးပြထားတာရှိတယ်เนาะဒုက္ခမျိုးအစားပေါင်း၈မျိုးဘယ်သူမှရှောင်လိုက်လို့မရနိုင်တဲ့ဒုက္ခမျိုးပေါင်း၈မျိုး အဲ့ဒီရှင်မျိုးဒါရေးအတွက်ပြတာရှင်မျိုးချုံငုံပြောလိုက်လို့ရှင်ဘဝမှာဖြစ်နေတဲ့ဒုက္ခတွေကတိတယ်များတယ်ပေါ့ဒါကြောင့်ဒုက္ခဟုသမျှလွမြောက်တယ်အဲ့ဒီဒုက္ခရှင်မျိုးကပါရီတုံးဆိုဓမ္မစကြာမှာမြတ်စွာဘုရားဟောထားတဲ့အတိုင်းစာတိပိဒုက္ခ ဘဝတစ်ခုမှာစပြုတ်ပြီးတော့မွေးဖွားလာရတာလည်းပဲဒုက္ခပဲမွေးဖွားလာခြင်းဟာပြဿနာရဲ့အစဖြစ်တယ်မွေးဖွားလာခြင်းဟာတမန်ကြည့်ရင်တော့လောကကြီးကသူရောက်လာတဲ့လောကကြီးကပြောစရာကြီးလို့ထင်ကောင်းထင်နိုင်တယ်လူသားတယောက်အနေနဲ့မွေးဖွားလာတဲ့အတိဝင်ကြည့်မွေးဖွားလာတဲ့အချိန်မှာ ငိုယူပြီးတော့လောကကိုမဝေဖွာလာတာဖြစ်တယ်အဲ့ဒါထားဝေဖွာလာသည့်အတွက်ကြောင့်စဉ်စမပြဖြစ်ပေါ်လာမဲ့ပြဿနာတွေကဘာတွေတုံးဝေဖွာလာခြင်းကိုဝေဖွာလိုက်တာနဲ့တပြိုင်နဲ့စဉ်စမပြဖြစ်လာမဲ့ပြဿနာကတဖြည်းဖြည်းကြီးရင်လာပြီးတော့ အိုမင်းလာတဲ့ဆရာတေကြပါ့ဘယ်တာအိုမတေကြပါ့ဘယ်ဘသူမှရှောင်တတ်လို့မရဘူးအနေနဲ့ပြန်မယ်ငယ်ငယ်တုန်းကတော့ဘုန်းကြီးတော့ထင်နေကိုငယ်ငယ်လေးတုန်းကဖိုးကြီးတွေဖွာကြီးတွေတွေ့တော့အော်သူတို့ပွေးတဲ့ဖိုးကြီးဖွာကြီးတွေထမရဲ့လို့အောင်းမင်းအခုကကိုကအဲ့ဒီအဆင့်ရောက်လာဖိုးကြီးဖွာကြီးဖြစ်လာ ိုလည်းရောက်လာတာပဲအဲ့ဒီကိုဦးမင်းနဲ့အဖိုးဖွာဆင်ကိုကိုကရရောက်လာပြီဆိုတော့မှအော်လူတိုင်းရောက်ရမှာပါလားဆိုတာသူဩပေါက်တယ်ပို့ပြီးတော့သဘောပေါက်လာမရောက်သေးရင်လက်တွေ့မဟုတ်သေးဘူးရောက်လာပြီဆိုရင်တော့ဒါလက်တွေ့အိုချင်းဆင်းရဲဆိုတာတကယ်ဟုတ်တယ်ဟော ဥချင်းစင်ရဲဆိုတာတကယ်ရှိအစသရာရာနုပြမှုတွေဆုံးရှုံးသွားတယ်အင်းအားတွေဆုံးရှုံးသွားတယ်အများကြီးပဲဆုံးရှုံးသွားတယ်ခန္ဓာကိုယ်ရဲ့စွမ်းဆောင်နိုင်မှုတွေအများကြီးဆုံးရှုံးသွားတယ်မျက်စိရဲ့စွမ်းဆောင်နိုင်မှု ဆုံးရှုံးနေ နာရဲ့ဆွမ်းဆောင်မှုတွေဆုံးရှုံးနေသွာလာလှုပ်ရှားမှုဣရိယာပုတ္တရဲ့ဆွမ်းဆောင်မှုတွေလည်းဆုံးရှုံးနေအများကြီးဆုံးရှုံးသွားကိုလိုက်တာအဲ့တော့အဲ့ဒါဆင်းရဲပဲဇာတိဆိုတာမွေးဖွားလိုက်တာနဲ့တပြိုင်နက်ဇာတိဒုက္ခရင်ဆိုင်ပြီးတာနဲ့နောက်ကနေဒုက္ခတွေတတိကြီးရောက်လာတယ်အဲ့ဒုက္ခတွေကဆရာ ရမရောက်ခင်စရရောက်ပြီနောက်ဘာဖြစ်တုံးဆိုဖြာတိခဏကိုမှာဟူနာနာတိနာနာခံရခဲ့တဲ့ဒုက္ခဝေဒနာတွေပေါ်တယ်ဖြာတိပိဒုက္ခအတိပိဒုက္ခဒါလဲရှောင်လည်လို့မရဘူးအဲ့ဒုက္ခတွေ တန်တရားဆိုတဲ့ထောင်တွင်ရောက်လာတာဟာသာတိနဲ့ရောက်လာတာဘုန်းကြီးတို့တွေမွေးလိုက်ခရေကတန်တရားထောင်ထဲမှာတန်တရားထောင်ကြီးတွေပဲရောက်လာရောက်လာတာနဲ့တပြိုင်နဲ့စရဒုက္ခတွေ့ပြီဖြာရီဒုက္ခတွေ့ပြီပကြခင်တွေ့ရမှာကပရဏဒုက္ခ တွေ့သွားတဲ့ပုဂ္ဂိုလ်တွေနဲ့အများကြီးကြုံခဲ့ပြီ။ဩတွေ့သွားတာလေအများကြီးကြုံခဲ့ပြီ။နာယီဆိုတဲ့ဝေါ်ဟာရနဲ့လိုက်ပို့ခဲ့ရတာလေအများကြီး။အဲ့လိုပရဏဒုက္ခဆိုတာလည်းပဲဒီတန်တရားထောင်ကြီးထဲမှာရှိနေတယ်ပေါ့။ ်တရားဝစီရမရှိဒါလည်းဒုက္ခဓမ္မကြီးမားတဲ့ဒုက္ခဖြေချားရမှာဒါကတော့အစနဲ့အဆုံးကိုအကြီးမားဆုံးဒုက္ခကြီးတွေကိုပြောလိုက်တာမွေးဖွားခြင်းနဲ့သစ္ဆုံခြင်းဆိုတာဘဝမှာအကြီးမားဆုံးဒုက္ခဒီဒုက္ခ၃မျိုးအပြည့်မှာ ုံတွေ့နိုင်တဲ့ဒုက္ခတွေအရှိသေးတယ်။ပါရိတုံးဆိုတောကဆိုရင်ရတယ်။ဆိုရင်စိတ်တွေဖြစ်တယ်။ญาติပြဒနာအမေသေးလို့အဖေသေးလို့ပစ္စည်းတွေဆုံးရှုံးလို့ဆွေမျိုးတွေတည်လို့ပစ္စည်းတွေဆုံးရှုံးလို့ယောဂဝေဒနာဖြစ်လို့ ခုခေတ်ဆိုယောဂဝိနာရီအမှဓမ္မကြောက်ဆရာကောင်းတချို့ယောဂဝိနာကုမရတဲ့ယောဂဝိနာလေးဆိုရင်သူကသိဖို့စောင့်နေရတယ်လို့ဖြစ်အယောဂဖြစ်ပြီဆိုလို့ရှိရင်ဒါဖြာသနာတစ်ခုပဲဇာမရေးတစ်ခုဆုံးရှုံးသွားတယ်အဲ့တော့အမေသေးတယ်ဖေသေးတယ်ဆွေမျိုးတွေသေးတယ်အဲ့ဒါဆိုရင်တော့ကဖြစ်ကြတယ် ပစ္စည်းဥစ္စာတွေဆုံးရှုံးကြတယ်ဒေါကဖြစ်တယ်။ကျမ်းမာရေးဆုံးရှုံးပြီးယောဂဖြစ်တယ်။ဒါလည်းဒေါကဖြစ်တာ။ရောဂပြဒနာလို့ခေါ်တယ်။ညာတိပြဒနာ၊ပောဂပြဒနာ၊ရောဂပြဒနာ။ဒီသုံးခုကလူကိုနှစ်ဆက်နေတာ။ကြုံတွေ့တဲ့အချိန်တိုင်းဒေါကဖြစ်တယ်။နောက်ဒေါကဖြစ်နိုင်တဲ့ အရာနှစ်ခုကတော့လူတွေကတော့သိမဖြစ်ပါဘူးအဲ့ဒါအတွက်တောကသိဖြစ်ဒါပေမဲ့တောကဖြစ်เสียကောင်းတာအဲ့ဒီနှစ်ခုကပိုကောင်းတယ်ဘာလို့ဆိုရင်သီလဖြတ်သနာနဲ့ဒိဋ္ဌိဖြတ်သနာကိုချင်းတရားပျက်စီးခြင်းသီလဖြတ်သနာအယူဝါဒပျက်စီးခြင်းသီလဖြတ်သနာဆိုတာသာဘသီလကျိုးပေါက်ခြင်း ကိုကျင့်သီလကိုမထိန်သိမ်းမဆောရှောက်ခြင်းအဲ့ဒီအတွက်တော့လူတွေကရာသွားပြင်မစိုးရိမ်ညာဘူးလို့ထင်တယ်သို့တော့ဘာကြောင့်ဒီပြဿနာတွေထဲထားတော့ဆိုရင်ငါဘသီလကျုပ်ပေါက်ခြင်းဟာတော့ဘဝအတွက်အခြေအနေမကောင်းတာပဲဟောအပေငရေကြဖို့လမ်းကြောင်းပေါ်ရောက်သွားတာပဲ တီလာပျက်စီးသွားပြီဆိုရင်အပဲငရဲ့ရောက်ဖို့ခွချက်ချက်တော့မရောက်သေးဘူးဒါပေမဲ့လို့နောင်ဘဝဆိုတာကောင်းစရာမရှိတော့ဘူးသူကအဲ့ဒါအတွက်စိုးရိမ်မဲ့ဆိုရင်စိုးရိမ်စရာကြီးပဲဒီဘဝမှာစီတဲ့ဥစ္စာတွေချမ်းသာလို့ပြောလို့ချွင်းလို့အပေါင်းအသင်းနဲ့နေထိုင်လို့ သို့သောကိုချင်းတရားပြည့်စည်သည့်အတွက်ကြောင့်မကြခင်ကြုံတွေ့ရမယ့်ဒုက္ခလွန်ကြီးမားတယ်။ပဲကြမယ်တိရစ္ဆာန်ဖြစ်မယ်ပြိတ္တာဘွားရောက်မယ်။အပေဘုံရောက်သွားမယ်။အဲ့ဒါပို့60ဆက်ပေါ့။ပြောရတာကတခဏခံရမှာကထာဝရဆိုလို့ဖြစ်တယ်။သို့သောအပြောထက္ကနာလေးကိုကြည့်ပြီးတော့ ခံရမဲ့ထာဝရကိုမေ့ထနိုင်ကြသေးတယ်သူတွေ။ဒါကြောင့်မို့သီလပြဒနာကိုသိပြီးတော့ကောင်းတဲ့မှာမထဲတဲ့သူတွေအများကြီးပဲ။နောက်ဒိဋ္ဌိပြဒနာဆိုတာရှိတယ်။အမြင်တွေပျက်စီးသွားတယ်။အယူဝါဒတွေပျက်စီးသွားတယ်။အဲ့ဒီဒိဋ္ဌိပြဒနာဆိုတာဘာပြောတာတော့ဆိုရင်ကံတရားရဲ့အကျိုးကိုညှင်းပယ်တာ။ကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူး။ဆိုးတာလုပ်လဲဆိုးကျိုးမဖြစ်ပါဘူး။ နောက်ဘဝဆိုတာမရှိပါဘူးအဲ့ဒါလို့မင်္ဂနဲ့ယူဝါဒမဟုတ်ပဲနဲ့မာယွင်းနဲ့ယူဝါဒကိုလက်ခံတာနောက်ဘဝကိုမယုံဘူးနော်နောက်ဘဝမယုံဘူးသိပြီပြန်မွေးမယ်ဆိုတာမယုံဘူးကောင်းတာလုပ်လို့ကောင်းတဲ့ဘုံရောက်တယ်ဆိုတာလည်းမယုံဘူးမကောင်းတာလုပ်လို့ငရဲကြမယ်ဆိုတာလည်းမယုံဘူးဒါမှခံအဲ့ဒါဒိဋ္ဌိပြတနာလို့ခေါ် အဲ့ဒီဒိဋ္ဌိပြသနာကလည်းပဲဒီဘွားမှာအရှင်ပြေးနေတဲ့အချိန်မှာတော့သူကပြောနေကောင်ပြောနေလိမ့်မယ်သို့တော့နောက်ဆုံးထွက်တဲ့ရဲ့နောက်မှဆိုရင်သူ့အတွက်ကအကောင်းမရှိတော့ဆိုရင်မဲဆိုရင်လွန်ဆိုရင်ကြကောင်းတဲ့အရာရှိပဲနောက်ဆုံးထွက်တဲ့ရဲ့နောက်မှဆိုရင်အကောင်းမလာတော့ 这个苏里呢，也教我们。保罗都是别说边个，马云呢，明我来看他的不顾的要哭。我也不好奈这里步啊，他给我瞄了一下呢不，瞄了眼奈内对呀，那个哈，我也不这里散，么，只能给我瞄了眼奈内部，我说的好着。 အဲ့တော့လာလာမကောင်းဘူးပေါ့နော်လာလာမကောင်းဘူးအဲ့ဒါလေပြဒနာနှစ်ခုတည်းမှာထည့်ထားတယ်သူတို့ကရေရှိပျက်စီးမဲ့အရာတွေဒီညာတိပြဒနာဆိုတာရေထူဒီဘဝတခဏဘောကပြဒနာဆိုတာပြန်ရှာလို့ရသေးတယ်ရောဂပြဒနာလည်းကျမ်းမာရေးကုစားလို့ရသေးတယ်အဲ့ဒီပြဒနာတွေကသို့တော့ ဖြစ်ထန်တဲ့လူတွေမှာစိတ်တော့ကောအရာကြီးဖြစ်စီအဲ့ဖြစ်စီအဲ့ဒီတောကဆိုတဲ့ရှင်နေနှလုံးထဲမှာပူလောင်နေတဲ့ခံစားချက်စိတ်ထဲမှာဖြစ်တဲ့စိတ်ခံစားချက်ဒေါမနတဝေဒနာလို့ခေါ်တဲ့စိတ်ခံစားချက်ဒါလည်းဒုက္ခပဲတန်တရာထဲမှာရောက်လာရင်အဲ့ဒီဒုက္ခတွေ့မှာပဲသိကြတယ် နောက်တစ်ခုကအဲတော့က6မထိန်နိုင်လောက်ပြည့်ကြငိုကြွေးရတာပရိဒီဝတောကဖြစ်ရင်ပရိဒီဝတောဆောက်လိုက်လားဒါလည်းရှင်ရဲ့ဒုက္ခတစ်ခုပဲနောက်တစ်ခုကဒုက္ခဒုက္ခဆိုတာကာယကဒုက္ခကာယကဒုက္ခ ခန္ဓာကိုယ်မှာယောဂကြောင့်ဖြစ်စီနာကျင်နေကြိုက်ခဲတယ်တစုံတစ်ခုထိကြိုက်မှုလို့ဖြစ်စီတစုံတစ်ခုကြောင့်ဖြစ်စီခန္ဓာကိုယ်မှာနာကျင်နေကြိုက်ကဒုက္ခရိခံရတယ်အဲ့လိုမရဘူးစားလို့မရဘူးအဲ့လိုမရဘူးဒုက္ခဝေဒနာတွေမျိုးစုံခံစားကြိုက်ကဒုက္ခ အဲ့ဒီကာယကဒုက္ခဖြစ်တာ ਨੇ နောက်ကပါလာတော့ဆိုဒေါမနတစေတသိကဒုက္ခစိတ်ထဲမှာမခံစားနိုင်လောက်ဖြစ်လာတယ်ဒေါမနတခုနတောကကဆိုရင်နာဒီဒေါမနတကမခံစားနိုင်လောက်ဖြစ်တာအဲ့နှစ်ခုစလုံးကဒေါသနဲ့ဖြစ်လာတာ၄ကြီးပဲ သို့သောတောကကဆုံးရှုံးမှုနဲ့ပတ်သက်တယ်။ဓမ္မနတကတော့ဒေါသဖြစ်တာနဲ့ပတ်သက်တယ်။ကာယကဒုက္ခဖြစ်ရင်စိတ်ထဲမှာမခံတာလို့ရှိရင်ဒေါသတွေဖြစ်တယ်။အဲဒေါသစိတ်ခံစားမှုတွေရလည်းပဲသူရဲ့ငြိမ်ချမ်းမှုကိုပျက်စီးစေတာပဲ။နောက်တစ်ခုကဘာလို့ဆိုဥပယတာဥပယတာဆိုတာဒေါသပဲသူက ဒေါသထွက်လွန်အားကြီးတဲ့အခါမှာလူတွေဟတ်တဲ့ရသွားတော့သိထင်အောင်ဖြစ်တယ်။စိတ်ဒေါသဖြစ်ရင်စကားတော့မပြောနိုင်တော့ဘူး။အဲ့ဒီလူထင်အောင်ဖြစ်တတ်တယ်။အဲ့တော့ဒေါသဖြစ်နေတဲ့လူတယောက်ဟာစိတ်ပင်မမှုနဲ့ရင်ဆိုင်ရတယ်။အဲ့ဒါလည်းဒုက္ခပဲ။တဏှာတွေမှာတွေးရတဲ့ဒုက္ခတွေ။အဲ့ဒီဒုက္ခတွေကိုမြတ်စွာဘုရားဖော်ပြထားတယ် စာတိစရာဖြာစာတိစရာဗရဏဖြာရိမထေဖြာရိမပါစာတိစရာဗရဏတောကပရိဒေဝဒုက္ခတောမနတာဥပယတာဒီရှိခုဖြာရိကထဲမထတာဗောထဲအလုထဲမထတာတော့ဆိုစရာထဲမှာပေါင်းထားလို့အဲ့လိုပြောလို့ရတယ်နော်စရာနဲ့ဖြာရိကိုတွဲပေးထား အဲတချို့စာအုပ်တွေမှာတော့ပါတယ်ဖြာတိသို့တော်မိတဆက်တပါရေးတတ်တဲ့အခါမှာဖြာရိမပါတဆက်တသည်အပုမိဆိုရေးတတ်တဲ့အခါမှာတရား၈ခုနဲ့ရာဂဒေါသမောဟသုံးခုထဲအဲ့ဒါလူတွေက၁၇မိငိမ့်ရင်လို့ဘာလို့လို့၁၇၁၇တိရှောက်လို့ကြာငိမ့်ပါမလားအဲ့လိုလို့ရုံနဲ့ ကနန်းလေးလှုပ်ထတဲ့ဂျိမ့်မလားဖျောင်းတိုင်းထွေးတော့ဆက်တဲ့ဆက်တဲ့တိုင်းရှင်လူပြန်တော့လဲဆက်တဲ့ခွက်ပန်းတစ်မြန်တော့လဲဆက်တဲ့ပွင့်ပိုးလှူမကောင်းလားအဘာလို့လဲဆက်တဲ့မီးငိမ့်ညင်တာတဲ့ဆက်တဲ့မီးဆိုအဲ့ဒါလေးပြောတာပဲနော်သာတိစရာပရဏာ သောကပရိဒေဝဒုက္ခဒေါမနတာဥပယတဒီရှင်မျိုးမှာရာဂဒေါသမောဟဒီသုံးခုထဲလိုက်တစ်ဆက်တည်းသည့်အပူမီလို့ခေါ်တယ်ဒါရဲပူလောင်တာတွေကြီးပဲကောင်းလို့ဖြာရီထဲလိုက်မယ်ဆို12မီဖြစ်သွားမှာပေါ့နော်အဲ့တော့12မီ စတမီရဲ့ဘယ်မှာဟောတာတော့ဆိုအဋ္ဌိဋ္ဌပရိယာယသုံးပါဟောတာမိအနေနဲ့ဟောတာအဋ္ဌိဋ္ဌပရိယာဒါကပဋိစ္စသမုပ္ပါဒ်မှာဖော်ပြထားတဲ့ဒုက္ခရှစ်မျိုးတန်တရာကိုဆိုးထဲမှာကြုံတွေ့နေရတဲ့ဒီဒုက္ခရှစ်မျိုးအဲ့ဒီဒုက္ခရှစ်မျိုးကလွတ်ဖို့ဒီဘဝမွေးလာတာနဲ့တပြိုင်တည်းအဲ့ဒီဒုက္ခရှစ်မျိုးနဲ့ရင်ဆိုင်တွေ့ရမှာပဲ